အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခါပါဒီနေ့မှာကျုံမိတ်ဆွေများတို့အတွက်ကျွန်တော်တက်တော့ကန်နမိတ်ကြည့်ပေးပါဖြစ်ပါတယ်ဒီနေ့မှာတော့ဂျာရီတာမီတို့ပါအချစ်ရဲ့အင်နာရေးစီးပွားရေးငွေကြေးလောက်ကန်ပညာရေးအင်ချမ်းမီကအစစုံလျောင်းလေးကျွန်တော်ကြည့်ပေးမယ်ပြီးရင်ဘယွဲနောက်မှာကျွန်တော်ရေတရာလေးလဲပေးမယ်ဒီရေတရာလောက်ထားမယ်ဆိုရင်ဒီဆယ်လပိုင်းမှာဂျာရီတာမီတို့ကန်ကောင်းချစ်တွေကိုစီကိုရောက်လာမှာဖြစ်ပါတယ်ကျေရောင်ပြောင်းလုပ်ပေးပါလို့ကျွန်တော်ကကြံပြချင်ပါတယ်။မြို့လေးမစတင်ခင်မှာကျွန်တော်အကူအညီတွေကိုတောင်းချင်ပါတယ်။ ို့လိုမျိုးပဲအခက်အခဲတွေကြတဲ့ရင်ဆိုင်နေရတဲ့သူတွေမြင်တွေ့ရအောင် share ဝင်ရခြင်းလောက်လုံးဝလုံးဝမမေ့ပါနဲ့ခင်ဗျာမိတ်ဆွေတို့ share လိုက်ခြင်းအားဖြင့်တစ်ခါကမြင်တွေ့ပြီးရေလျာလိုက်ခြင်းတို့အဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေနဲ့ကျွန်တော်ကထပ်တူကုလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုမြင်တာနဲ့ share share လုပ်ဖို့လုံးဝလုံးဝမမေ့ပါနဲ့ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့တူလိုက်ကြည့်ကြမယ်ခင်ဗျာဒီဆယ်လပိုင်းမှာဂျာဝီတာဝင်းဘရန်ကန်ကောင်းနေလားကန်ဆိုးနေလားနှစ်ခုနဲ့မေးရင်ကောင်းအားက80ရံခန့်လောက်ရှိတယ်သတိထားရမှာ30လောက်ရှိပါတယ် ဘာလို့ရကောင်းနေတာလဲဘာလို့တည်ထားရမလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကအရန်ကောင်းတယ်မမျော်လင့်တာပဲငွေတွေဝင်လာတာမျိုးရစားရှိတဲ့ငွေတွေပေးစားရှိတဲ့ငွေတွေပေးနိုင်တာမျိုးရစားစေငွေရလာတာမျိုးတွေကြုံတွေ့နိုင်တဲ့ကာလကုဖြစ်တယ်ပြီးတော့ငွေတွေစုမိဆောင်ပြီးမဲ့ကာလကုဖြစ်တယ်။ကံနဲ့ပတ်သက်ပြီးတော့လည်းဝင်လာနိုင်တဲ့အချောင်ရမယ့်ကိစ္စတွေလည်းပေါ်လာနိုင်တဲ့ကြောင့်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကရန်ကောင်းပါတယ်ခင်ဗျာ။အခုတတိထားရမှာက တကယ်ချင်းမိတ်ဆွေကနဲ့ပတ်သက်တဲ့သူ view site ပါကိုအယမ်းချရတဲ့မိတ်ဆွေတွေအယမ်းခင်ရတဲ့မိတ်ဆွေတွေအယမ်းယုံကြည်ရတဲ့မိတ်ဆွေတို့အထူးထူး view site ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ဘာကြောင့်လဲဆိုတော့တငယ်ချင်းတွေမိတ်ဆွေတွေအချိုးမပေးနေတဲ့ဂါလာတကူဖြစ်တယ်။ကိုအယမ်းချရတဲ့ငယ်ချင်းယုံမိမယ်ဆိုရင်ကိုယ့်ပေါ်မှာဒါသူတို့တွေကတစ္ဆာဖောက်တတ်ပါတယ်ကိုမကောင်းကြံတတ်ပါတယ်။ဒါကြောင့်မိတ်ဆွေတငယ်ချင်းတွေအထူး view site ပါအထူးပေါင်းတင်ဆက်ဆံပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်ကိုယ့်ရဲ့မိသားစုထဲမှာနားလည်မှုတွေလွဲတာမျိုးเนาะတယောက်နဲ့တယောက်เนาะအဆင်မပြေတွေဖြစ်တာမျိုးကိုဘလောက်ပဲကိုယ့်ရဲ့မိသားစုပေါ်မှာကောင်းကင်ကောင်းကင်တစ်ချိန်တစ်ခါလောက်ကိုအမှားလေးလုပ်မိတိုင်းကိုယ့်အပြစ်တွေပဲဝမ်းပြီးတော့ပုံချတာမျိုးတွေတော့ကြုံတွေ့နိုင်ပါတယ်ဒါကြောင့်မို့မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်မြေသားပဲထားပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။အိမ်ချမ်းမြေနဲ့ပတ်သက်မယ်ဆိုရင်ဒီဆဲလာပိုင်းမှာအိမ်ရောင်းတာတွေအိမ်ဝယ်တာတွေလုံးဝလုံးဝမလုံသေးပါဘူး။ချမ်းမြေနဲ့ပတ်သက်ရင်ဒီအတိုင်းမှာပဲမလုံသင့်မကန်သေးပါဘူး။လုံးမိမယ်ဆိုရင်အမှားညွန့်တွေဖြစ်တတ်ပါတယ်။ မဖြစ်မနေလုပ်မယ်ဆိုရင်တော့ကျွန်တော်ဗီဒီယိုအနောက်မှာရတရားလေးပေးမယ်ဒီရတရားကြီးခြေပြီးမှလုပ်ပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်အခြေအနေပတ်သက်မယ်ဆိုရင်တော့ရန်ကောင်းပါလေခင်ဗျာလူငယ်တွေနေတဲ့အခြေအနေပတ်သက်မယ်ဆိုရင်ကိုကိုချစ်တူနဲ့ကိုနဲ့အစင်မပြေကို꽌ကွာနေတဲ့သူတွေရှိတယ်ဆိုရင်အများဆုံးဒီဆယ်လပိုင်းမှာပေါင်းဖက်ရမယ်နမိတ်တခုဖြစ်ပါတယ်ဒီတစ်ချက်တော့ရန်ကောင်းတယ်လို့ဆိုရပါမယ်နောက်တစ်ချက်ကောင်းတာကဒီဆယ်လပိုင်းမှာကြာရေးသားမိတွေစမ်းပွေတဲ့ကာလတခုဖြစ်တယ်။နော်မျက်နှာအကြည်တက်ရတဲ့ကာလတခုဖြစ်တယ်။ မိတ်ဆွေကံမကောင်းဘူးဆိုပေမဲ့တော့ရုံးမွေးကံကကောင်းနေတဲ့အတွက်ကြောင့်မို့ကိုပတ်ဝန်းကျင်ကရှိတဲ့လူတွေရဲ့အကူအညီထောက်ပံ့တော့ရမယ်။ကိုရမ်းချစ်ရမ်းခင်ရမိတ်ဆွေတကယ်ချင်းတွေကအထောက်ပံ့မရအောင်ဒီတစ်ချက်တော့ရှိပါတယ်။အိမ်တော်ရေးနဲ့ပတ်သက်မယ်ဆိုရင်ရမ်းကောင်းပါလေခင်ဗျာနော်။မိန်းကလေးတစ်ယောက်နဲ့ရုပ်ချားလေးတစ်ယောက်ကအပြန်အလှန်လက်ဆောင်တွေပေးနေကြတဲ့နိမိတ်ဖြစ်တယ်။ဒါကြောင့်မို့နော်အိမ်တော်ရေးနဲ့ပတ်သက်မယ်ဆိုရင်နားလည်မှုလွဲနေတာပဲဖြစ်ဖြစ်နော်အစင်မပြေတာဖြစ်ကွဲကွာနေတာဖြစ်တယောက်တယောက်ဝေးနေတာပဲဖြစ်ဖြစ်ဒီဆယ်လပိုင်းမှာအမြန်ဆုံးအဆင်ပြေပြီးတော့ စုံတွေ့ရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့အိမ်တော်ဘက်ကလည်းငွေကြေးနဲ့ပတ်သက်ပြီးတော့เนาะအဆင်ပြေမှုတွေရလာမှာဖြစ်ပါတယ်။ဒါကြောင့်မို့ငွေကြေးနဲ့ပတ်သက်လဲကံကောင်းသလိုအိမ်တော်ရင်းနဲ့ပတ်သက်လဲအရန်ကံကောင်းနေတဲ့ကာလတခုဖြစ်ပါတယ်။ဆရာကတော့ပြောတယ်ကံကောင်းတယ်အဆင်ပြေမယ်။ကျွန်တော်တို့အိမ်တော်ကြီးကအဆင်မပြေဘူးတကြက်ကြက်ဖြစ်နေတယ်ဆိုရင်ဘရွေးနောက်မှာကျွန်တော်ရေတရာလေးပေးမယ်။ဒီရေတရာဖြစ်အောင်လုပ်ပြပါခင်ဗျာ။ဒီရေတရာလှုပ်လိုက်ချင်အောင်အိမ်တော်ကြီးကံတွေကောင်းမွန်လာပြီးတော့ตาရားနဲ့မိသားစုဝတွေရောက်ရှိမှာဖြစ်ပါတယ်။ ကျမရင်နဲ့ပတ်သက်မယ်ဆိုရင်တော့ရေပွေအားပြီးတော့ကျမရာကောင်းတယ်။နော်အနာနဲ့ဆေးနဲ့တဲ့ဝါတာမျိုးကျမရေညက်နေတယ်ဆိုရင်လည်းအမြန်ဆုံးတက်တာပြောင်းပေးမယ်ကောင်းလာတခုဖြစ်တယ်။နော်ဆရာကောင်းသမားကောင်းတွေတွေ့တာမျိုးနော်အနာနဲ့ဆေးနဲ့တဲ့တာမျိုးနော်ကျမရေကထွေထူးဖြစ်ဖို့တော့မရှိဘူးနော်ဖြစ်ပြီးသားလူတွေကတော့ဒီဆယ်လပိုင်းမှာပြန်လဲကောင်းမွန်မှာဖြစ်ပါတယ်။အရန်ကောင်းပါတယ်။ ကြာရာပေးသားမီဖေဖေမေမေနေနဲ့ကိုယ့်ရဲ့သားကျိုးရောတမင်းကျိုးရောခံစားရမယ်ကာလာတခုဖြစ်တယ်လာတလာဖြစ်တယ်ကိုယ့်ရဲ့သားမီတွေကပြောဆိုရခက်နေတယ်ဆိုရင်ဒီဆယ်လပိုင်းမှာပြောဆိုစုံမကြည့်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကိုယ့်ရဲ့စကားကိုအလွယ်တကူနားထောင်တာမျိုးနားခံတာမျိုးတွေကြုံတွေ့မှာဖြစ်ပါတယ်ဘာသာပြားနဲ့ပတ်သက်တဲ့ဂျမ်းအာကောင်းနေကြာရာပေးသားမီနေနဲ့ကိုယ့်ရဲ့ဘာသာလိုက်လေအတိတ်ထန်လေးတွေဝင်ကြည့်ပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်အတိတ်ထန်ဝင်ချင်တဲ့သူတွေရှိတယ်ဝင်မတက်ဘူးဆိုရင် comment အမှာကျွန်တော်ချက်လောက်မှတ်လာခဲ့ပြီပါ အတိတ်တန်ဝင်နည်းလေးတွေကျွန်တော်ပြောပြမှာဖြစ်ပါတယ်။ကိုယ်အတိတ်တန်ဝင်တဲ့နေရာမှာကိုလိုတဲ့စုတစ်ခုတွေကိုတောင်းပေးချပေါ့ပြင်ပြအောင်မြင်မှာဖြစ်ပါတယ်ဒီဆေးလာပိုင်းမှာနော်။အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်မကောင်းဘူးမဟုတ်ကောင်းတယ်တော်တော်လေးရုန်းကန်ရမယ်ကာလာတခုဖြစ်တယ်။အပြိုင်ဆိုင်တွေများလိမ့်မယ်အနှောက်အယှက်တွေများလိမ့်မယ်အပိတ်ပင်အသားစီတွေများလိမ့်မယ်အဲ့ဒါတွေကြော်ဖြတ်ကြော်လွင်ပြီးမှကိုယ့်ရဲ့အလောက်ကန်တွေကကောင်းမွန်တော့မှာဖြစ်တယ်။အဲ့လိုကောင်းမွန်တဲ့နေရာမှာလည်း ဟိုခါတိုင်းလို့ကောင်းမွန်နေတာမဟုတ်ဘူးနော်အငားဆဆယ်ဆတူပြီးတော့အဆင်ပြေတာမျိုးအောင်မြင်တာမျိုးတွေကြုံတွေ့မှာဖြစ်ပါတယ်။တခုဒီထားရမှာကတော်တော်လေးကိုရုံးကန်ရမယ်ကာလာတခုဖြစ်ပါတယ်။ဒီတစ်ချက်တော့ရှိပါတယ်။အရန်ကောင်းနေတာတခုကအချောင်ရမယ်ကိစ္စပဲပေါ်လာနိုင်တယ်။ဒါကြောင့်မို့နော်ကန်လေးတွေစမ်းကြည့်ပါ။အချောင်ဆိုတာမတရားဖြစ်တဲ့များချင်ယူမအောင်ပြောတာမဟုတ်နော်။ဥမာငွေကြီးတွေတော့အဆင်ပြေတာမျိုးပြီးရင်အဲကြောကန်နဲ့ပတ်သက်ပြီးငွေတွေဝင်လာတာမျိုးနော်။ကန်စမ်းကျင်နေဆိုရင်တော့ နှစ်ပါတဲ့နံပါတ်တွေ၉ပါတဲ့နံပါတ်တွေကအရန်ကျူးပြီးပါတယ်ဒေါ်နံပါတ်တွေရွေးချယ်ပြီးဆန်းကြည့်မယ်ဆိုရင်ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်ကံကောင်းနေတဲ့အကြောင်းကအဝါရောင်ရဲ့လေမောရောင်ရဲ့ဖြစ်ပါတယ်မိမိညာရှိလို့ဒီရောင်နေပြီတုံကြည်ပါဥမာဆောင်ဝဲဖြေမယ့်ကိစ္စတွေနော်ပြီးတော့ရင်ကံနဲ့ပတ်သက်ပြီးတော့စမ်းသပ်မယ့်ကိစ္စတွေအလောက်ကံနဲ့ပတ်သက်တာတွေလည်းဒါစမ်းသပ်ကြည့်လို့ရပါတယ်ဒီရောင်တွေကကိုယ့်အတွက်ရန်ကြိုးပေးနေလို့ပါ တခုစီထားရမှာကဒီဆယ်လောက်ပိုင်းမှာကြာရဲသမိတွေခီးဝေးသွားတာဒီခီးထွက်တာတွေလုံးဝလုံးဝမလုံးတင်တဲ့ကာလတခုဖြစ်ပါတယ်ခီးဝေးသွားမယ်ခီးထွက်မယ်ဆိုရင်အပိတ်ပင်တွေအသားအဆီးတွေဟန့်သားတွေကြောခဲရမှာဖြစ်တယ်ဒါကြောင့်မို့ဒီဆယ်လောက်ပိုင်းမှာမသွားတာတော့အကောင်းဆုံးပဲမဖြစ်မနေသွားရမယ်ဆိုရင်ဘီဘနောက်မှာကျွန်တော်ရေတရာလေးပေးမယ်ဒီရေတရာကိုဖျအောင်လုပ်ပေးပါခင်ဗျာတစ်ချက်ကျွန်တော်ကြံခဲ့တာကပညာရေးနဲ့ပတ်သက်တာပညာရေးပတ်သက်ကိုပြန်ကြည့်ပေးရမယ်ဆိုရင်တော့ အရန်ကောင်းပါတယ်ဒီဆယ်လပိုင်းမှာစောင်းပွဲဖြေမဲ့ကိစ္စတွေအလုပ်အင်တာဗျူးတွေရှိတယ်ဆိုရင်ပြင်းပြအောင်မြင်သွားမှာဖြစ်ပါတယ်ဆရာကောင်းတမားကောင်းအကူအညီထောက်မှန်ကောင်းတွေလည်းရှိနေတယ်နော်ပြီးရင်တခုတတိထားရမှာကမိတ်ဆွေအကျိုးမပေးဘူးတငယ်ချင်းပေါင်းမှမှုကြောင့်နော်ကိုယ့်ရဲ့မိသားစုရေးကြောင့်ကိုယ့်ရဲ့ပညာရေးတွေနော်အလုပ်အင်တာဗျူးတွေထိခိုက်တတ်ပါတယ်ဒီနှစ်ချက်တော့အထူးပြုပြုပါဆရာကောင်းတမားကောင်းအကူအညီထောက်မှန်တော့ရှိတယ်ဒီတစ်ချက်တော့အရန်ကောင်းပါတယ်နော်ဒါကပညာရေးနဲ့ပတ်သက်မယ်ဆိုရင်ခဏအောင်ကြောပြောတဲ့ချက်တွေယူဆိုင်ပါခင်ဗျာကြည့်မဆိုင်ဘူးဆိုရင်နောက်တငယ်ချင်းပေါင်းမှုမှားမှုကြောင့် နော်ကိုယ့်ရဲ့မိသားစုရေးချောင်းကိုယ့်ရဲ့ပညာရေးနှောင့်နှေးတာမျိုးအဆင်မပြေတာမျိုးတွေဖြစ်နိုင်တယ်နော်။ဒါကြောင့်တိတိကျကျလေးသတိထားဖို့ရည်ရည်ကြည်ပါရခင်ဗျာ။ကဲဒါဆိုရင်ကြောင့်ရည်ရည်လေးပေးမယ်။အကြောင်းအခုပေးမယ့်ရည်ရည်ကိုလည်းလုပ်ကြပါခင်ဗျာ။ဒီရည်လည်းလုပ်ပြီးတော့ကြာရေးသားပြီးဒီဆဲလာပိုင်းမှာခံကောင်းခြင်းတွေရရှိအောင်လုပ်ပါကဲ။ဒါဆိုရင်ကျွန်တော်တို့လက်ကြည့်ကြမယ်ခင်ဗျာ။ခြေရမှာကကုလိုရည်ရည်ဖြစ်ပါတယ်။ငှူဝါပန်းကိုဖះမှာကန့်လူလူတန်းရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကနော်ဖះရဲ့စွန်းတော်ရဲ့ အာဆုံးမကန်ပေါ်မှာပေါ့နော်တကြားလေးကိုဖြူးပြီးတော့နော်သမင်းရဲ့အပေါ်မှာတကြားလေးဖြူးပြီးတော့ဖရားကိုကတ်လူလူတန်းပေးပါခင်ဗျာဒီရက်တရားနှစ်ခုကိုကြာတာပေးနေမနက်9:40နဲ့9မိနစ်မှာကတ်လူလူတန်းပေးပါခင်ဗျာစီမီတွေအမွှေးတာတွေနော်တေးကြားလေးထုံပြီးတောက်တော်ရည်လေးတွေကတ် နောက်ပြီးွားရင်ကြကြနလလေး၅ပါးဒီလာလေးခံယူစစ်ခုပြီးတော့အမြပူပါအရေးကြီးတာက33ဘုံကျင်းလဲကြအကုန်လုံးသတ္တဝါအပေါက်တွေမြေတားဖို့လို့ပါမြို့ဆောင်နဲ့ရွာစားတာအပေါင်းတို့ကလည်းကိုဒီလေးပြောရတဲ့ကုလို့ဆိုအမြပေးဝေးပါကိုရအခက်ခဲအကျက်တဲ့တွေကိုလည်းစုတောင်းလိုက်ပါတေးချပေါင်းနော် ကိုရဲ့ အဲအလောက်ကိုင်းတွေစီးပွားရေးအိမ်တော်ကြီးတွေသားရအဆင်ပြေသွားမှာဖြစ်ပါတယ်ကျော်ပြောတဲ့အတိုင်းလည်းလုပ်ပေးပါခင်ဗျာကျောင်းမိတ်ဆွေတွေကျောပီယိုမြင်နာနဲ့တစ်ချက်လောက် share ကြီးဝင်ကြချင်းလုပ်ဖို့လုံဝလုံဝမမေ့ပါနဲ့ခင်ဗျာဘာကြောင့်လဲဆိုတော့ဒီဆယ်လပိုင်းမှာကြားသမီးတွေကံညက်နေတဲ့သူတွေကံမကောင်းတဲ့သူတွေရှိတယ်ဆိုရင်မြင်တွေ့သွားရအောင်လုပ်ပါခင်ဗျာသူတို့တွေအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေတွေကျွန်တော်ကလည်းဒါထပ်တူကုလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျောပီယိုမြင်နာနဲ့ဝေမျှခြင်း share ခြင်းလုပ်ဖို့လုံဝလုံဝမမေ့ပါနဲ့ခင်ဗျာ ကျောင်းမိတ်ဆွေတွေနှစ်အစာနှစ်အစောကောင်းသောနမိတ်ကောင်းသောသိကောင်းသောငွေကြီးကောင်းသောလက်ပတ်နဲ့ပြည့်စုံပြီးရောစွင်တော့မိသားစုဘဝတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာပြောဆွေးနှောချစ်တူဘဝတွေနဲ့ပေါင်းဖက်ရပါစေလို့ဒါဆုမကောင်းတော့ဝေပါတယ်ဒီနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာ